ယောက်ျားလေးတွေအနေနဲ့ကိုယ့်ရဲ့ကောင်မလေးကိုဘယ်လိုမျိုးတက်တင်လဲကိုယ့်ရဲ့ကောင်မလေးအပေါ်မှာရင်မဟုတ်ပါဘူးမိန်းကလေးတွေနဲ့စကားပြောတဲ့ကောင်မလေးဒီအချက်တွေကိုအသုံးပြုလို့ရပါတယ်ကိုကမအားလို့လိုင်းမတက်ဖြစ်တာပြက်ကွက်တာမျိုးတွေဖြစ်တော့မယ်ဆိုရင်သူ့ကိုဖြစ်ပြီးသွားမှတောင်းမနာမျိုးတွေမလုပ်ပါနဲ့အရင်ကြွတင်ပြောပေးပါဥပမာအနေနဲ့အမားဆိုရင်တော့တောင်းမမှာရဲညအလုပ်ရှိလို့တက်မလာဖြစ်လိုက်ဘူးအမှန်ကတော့ဒီညတော့ကိုအလုပ်ရှိလို့တက်မလာဖြစ်တော့ဘူးနော်မနေ့ဖာမှာတွေ့ကြမယ် emoji stick တွေကိုအရင်မပို့ပါနဲ့အထူးသဖြင့်တော့ကိုယ့်ရဲ့ကောင်းမလေးကလေးလေးနက်နက်စကားပြောနေတဲ့အချိန်မှာအတက်နိုင်ဆုံးမတုံ့တမအောင်ကိုကအရင်တော့ကြာမှစပြန်မိရင်ဘာမှမဖြစ်တယ်လို့ပဲမနေပါနဲ့အကျိုးအကြောင်းတွေကိုရှင်းပြပေးပါမိကုန်းတွေအရင်မထူပါနဲ့မိကုန်းတွေအရင်ထူတဲ့အခါမှာဖြစ်ရတဲ့သူကိုလည်းအခက်တွေ့စေပါရယ်မိတဲ့တဲ့အခါမိပြီးတော့နားထောင်တဲ့အခါမှာနားထောင်ပေးလိုက်ပါစိတ်ထဲမှာပါတာတွေမပြောပါနဲ့ကိုကတော့ဘာရမဟုတ်ပေမဲ့မိန်းကလေးတွေရာဒါမျိုးတွေကိုတတိထားမိပါရယ် မကြခဏဖြစ်လာရင်ကိုယ်စိတ်ပြန်လာပါလိမ့်မယ်။သူ့ရဲ့ကိုယ်ပိုင်အခြေအနေကိုယ်ရေးကိုယ်တာကိစ္စတွေကိုလေးစားပေးပါ။နေရာတကာလိုက်ပါတာလိုက်လံချုပ်ချယ်တာမျိုးတွေမလုပ်ဘဲနဲ့အလိုက်တစ်သင်အကောင်းမြင်တဲ့စိတ်နဲ့နေပေးပါ။ပုတ်ပုတ်ပါပါဟာတာတွေကိုအသုံးပြုပေးပါ။ကြိမ်မဲအမြဲတမ်းလည်းမဖြစ်ပါစေနဲ့။တီကြီးလေးနဲ့တင်တဲ့အခါမှာတီကြီးလေးနဲ့လိုက်ပါ။